မင်္ဂလာပါ Sakura Spanish Language Online Class ကနေပြီးတော့ကျဆွလိုက်ပါတယ်เนาะအဲ့တော့ဒီနေ့လည်း Unfocused Revision လေး Part 3ကိုစပြီးတော့လေ့လာကြည့်ပါမယ်เนาะအဲ့တော့ဒီနေ့လေ့လာရမယ့်ပထမအဦးဆုံးစကားလုံးလေးကိုစပြီးတော့ကြည့်ကြည့်ကြမယ်เนาะအဲ့တော့ပထမအဦးဆုံးလေ့လာရမယ့်ခန်းကြီးအစ်စ်အပိုင်းလေးကကြတော့ဘာလေးလဲခေါ်လဲဆိုတော့ပထမအဦးဆုံးရည်ကြည့်မယ်အဲ့တော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်เนาะပြီးရင်သုံးချက်ဆွဲမယ် လေးချက်ဆွေးမယ်ဒီခန်းကြီးလေးကိုမြင်ဖို့ကြမယ်ထင်တယ်အဲ့ဒီခန်းကြီးလေးဥချိလို့ခေါ်တဲ့ဥရှိလို့ခေါ်တဲ့အနွားဆိုတဲ့အစိပ်အပိုင်းလေးပေါ့နော်အပြန်ရေးကြည့်မယ်နွားအစိပ်အပိုင်းလေးကိုတစ်ချက်ဆွေးမယ်နှစ်ချက်ဆွေးမယ်သုံးချက်ဆွေးမယ်လေးချက်ဆွေးမယ်ဒီခန်းကြီးလေးကဘာလို့ခေါ်တာဥရှိလို့ခေါ်တဲ့နွားခန်းကြီးလေးအဲ့နွားခန်းကြီးလေးကိုပြန်ရေးကြည့်မယ်တစ်ချက် နှစ်ချက်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ်ဒါကနွားခန့်ကြီးလေးနွားခန့်ကြီးရဲ့ဘီနာလေးမှာရေးထားတဲ့အစိပ်အပိုင်းလေးကိုရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ်ငါးချက်ဆွဲမယ်ခြောက်ချက်ဆွဲမယ်ဒီအစိပ်အပိုင်းလေးကတဲတာလို့ခေါ်တဲ့ဖျားကြောင်ခန့်ကြီးလေးအဲ့တော့နွားဒီကဖျားကြောင်မှာရှိတဲ့တုတ်ကုနိလို့ခေါ်တဲ့အထူးသဖြင့်ဆိုတဲ့ခန့်ကြီးလေးရသွား ားမယ်အဲ့တော့ပြန်ပြောမယ်အဲ့တော့နွားတွေကဖះအကြောင်းဆိုရဲတဲတာမှာရှိတယ်ဆိုရင်တုတ်ကွနှစ်အထူးသဖြင့်ကိုဖះအကြောင်းမှာနွားတွေရှိတယ်ဆိုရဲစကလုံးအနည်းနဲ့မှတ်ထားပေးမယ်အဲ့တော့ရေးပုံလေးကိုပြန်ပြီးတော့ကြည့်လိုက်ကြရအောင်နွားဖြစ်တဲ့အတွက်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ် 3ချက်ဆွဲမယ်4ချက်၄ဆွဲလိုက်မယ်5ချက်6ချက်ဆွဲမယ်8ချက်7ချက်ဆွဲတယ်9ချက်ဆွဲတယ်10ချက်ဆွဲတယ်သူ့နာမည်ကဘာလို့ခေါ်လဲတိုကူနီလို့ခေါ်တယ်တိုကူနီရဲ့အတိတ်ဘေးကအထူးသဖြင့်ဘာနဲ့ပေါင်းထားတာလဲနွားတွေကဖရာเจ้าမှာတိုကူနီအထူးသဖြင့်ကိုရှိရဲဆိုပြီးတော့မှတ်ထားပေးမယ်ဒီခန်းကြီးလေးကိုနော်အဲ့နောက်တစ်လုံးလေးကြည့်လိုက်ရရအောင် အဲ့တော့နောက်တစ်လုံးလေးကကျတော့ပြန်ကြည့်မယ်နောက်တစ်လုံးလေးကကျတော့ဘာလေးလဲဆိုတော့ တက်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးဆွဲမယ်ဗစပ်ပေါက်လေးပြီးရင်အောက်လေးမှာ၄ချက်၅ချက်လေးဆွဲလိုက်မယ်ပြီးရင် re လို့ခေါ်တဲ့စကလုံးလေးကိုရေးလိုက်မယ်အဲ့ဒါဆိုတော့ဒါလေးကဘာလို့ခေါ်လဲဆိုတော့ waka redu လို့ခေါ်တယ် waka redu ဆိုတာကခွဲခြားသည်ဆိုတဲ့စကလုံးလေး waka redu ခွဲခြားသည်ဆိုတဲ့စကလုံးလေးပြန်ရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ် ယ်3ချက်ဆွဲမယ်4ချက်၄ဆွဲမယ်5ချက်ဆွဲမယ်6ချက်ဆွဲမယ်9ချက်ဆွဲမယ်သူ့နာမည်ကဘာလို့ခေါ်လဲဝါခါရဲတူလို့ခေါ်တယ်ဝါခါရဲတူဆိုရဲခန်းကြီးစကားလုံးလေးရသွားမယ်အဲ့ဒီဝါခါရဲတူနဲ့ရေးကြည့်ရအောင် စောနာကတုတ်ကုနေဆိုရဲအထူးသဖြင့်နဲ့ပေါင်ရင်ဘာရမလဲဆိုတော့တစ်ချက်ဆွဲမယ်2ချက်3ချက်4ချက် 我操，孔雪。 ကိုတစိမ်ဒါကတုတ်ကွနီလို့ခေါ်တဲ့အထူးသဖြင့်ခန်းတီလေအဲ့ဒါကိုအနောက်မှာစောနာကဝါကာရဲတို့ခွဲခြားတည်ဆိုရက်စကလုံးကြီးနဲ့ပေါင်းလိုက်တဲ့အခါမှာသူတို့နှလုံးဖြစ်သွားတယ်ဆိုရင်တုတ်ကူဘေဆနာလို့ခေါ်တယ်ထူချတော့ဆိုရက်စကလုံးကြီးကျသွားမယ်ရသွားမယ်နော်တုတ်ကူဘေဆနာထူချတော့ဆိုရက်စကလုံးကြီးရသွားမယ်ဘာနဲ့ပေါင်းထားတာအထူးသဖြင့်ခန်းကြီးနဲ့ခွဲခြားတယ်ဆိုရက်ခန်းကြီးနဲ့ပေါင်းလိုက် င်တုတ်ကူဘေးဆန္နာလို့ခေါ်တဲ့စကားလုံးလေးရသွားလိမ့်မယ်เนาะအဲ့တော့နောက်တစ်လုံးလေးကြည့်လိုက်ရအောင်အဲ့တော့နောက်တစ်လုံးလေး အဲ့တော့နောက်တစ်လုံးလေးကကျတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲလိုက်မယ်သုံးချက်လေးချက်ငါးချက်ဆွဲထားတယ်ခြောက်ချက်ခုနှစ်ချက်ရှစ်ချက်ကိုးချက်ဆွဲထားတာအောက်ကအစိပ်အပိုင်းလေးကလေခုတ်ခိုးတို့တို့ခေါ်တဲ့နှလုံးသားခန်းကြီးလေးတို့မှတ်ထားပြီးမယ်နော်သူ့ကိုဘာလို့မှတ်ထားမလဲခိုခိုးရိုခုတ်ခိုးတို့ဆိုတာကနှလုံးသားခန်းကြီးလေးတို့မှတ်ထားပြီးမယ်နော်အဲ့တော့ပြန်ကြည့်ရအောင်အဲ့တော့ဒီ န်းကြီးလေးကဘာလို့ခေါ်မလဲဆိုတော့အောက်ကခခိုးလို့ဆိုတဲ့နှလုံးသားလေးကတဲ့ဒါဘာဖြစ်နေမလဲဆိုတော့ဒါလေးကအလင်းစလိုလုတ်တယ်ဆိုရဲစကလုံးလေးအလင်းစလိုလုတ်တာကိုဘယ်လိုခေါ်လဲအီးဆိုဂူလို့ခေါ်တယ်စကလုံးလေးပါဒီခန်းကြီးလေးကိုဘယ်လိုမှတ်မလဲအီးဆိုဂူလို့ခေါ်တယ်စကလုံးလေးလို့မှတ်ထားပြီးမယ်နော်ရေးပုံလေးကိုပြန်ကြည့်ရအောင် ရေးပုံလေးကဘယ်လိုရေးလဲတက်ချက်ဆွဲမယ်နှက်ချက်ဆွဲမယ်သုံးချက် ချက်၄ချက်၅ချက်ဆွဲတယ်၆ချက်၇ချက်၈ချက်၉ချက်ဆွဲထားတာသူ့နာမည်ကဘာလို့ခေါ် Iso Gu လို့ခေါ်တယ်လို့မှတ်ထားပေးမယ်เนาะအဲ့တော့အဲ့ဒီ Iso Gu လေးနဲ့ဘာနဲ့ပေါင်းမလဲဆိုတော့ကြည့်လိုက်ကြရအောင်အဲ့တော့ Sona က Wakaderu ဆိုရယ်ခွဲခြားတယ်ဆိုရယ်သကလုံးလေးလည်းပြီးသွားသည်เนาะအခုက Iso Gu အလင်းစလုံးလောက်တယ်ဆိုရယ်သကလုံးလေးပြီးသွားပြီဆိုတော့နောက်တဲ့အသက်တလုံးလေးစကြည့်မယ် ပါဠိလဲဆိုတော့တချက်ဆွဲမယ်နှစ်ချက်ဆွဲချတယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲတယ်ငါးချက်ခြောက်ချက်လေးဆွဲထားကြအဲ့တော့အဲ့ဒါကပါဠိလဲဆိုတော့အာဒုလို့ခေါ်တယ်စကားလုံးလေးပါလို့ခေါ်တာအာရုလို့ခေါ်တယ်အာရုဆိုတာကရှိသည်ဆိုရယ်စကလုံးလေးလို့မှတ်ထားမယ်သူနာမည်ကပါလို့ခေါ်အာရုလို့ခေါ်တယ်ရေးပုံလေးပြန်ပြီးတော့ကြည့်လိုက်ကြရအောင် တချက်ဆွဲတယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲမယ်ငါချက်ခြောက်ချက်ဆွဲထားတာသူ့ကိုဘာလို့ခေါ်လဲအာဓုရှိသည်ဆိုရဲစကားလုံးလေးလို့မှတ်ထားပြီးမယ်အနောက်ကရူလေးကအစွန်ထွက်နေရမယ်နော်ဒါလေးရှိမယ်အဲ့ဒီအာဓုကသူများနဲ့ပေါင်ရင်အတန်ထွက်က u ဆိုပြီးအတန်ထွက်တယ်ဘာလို့ထွက်လဲအတန်ထွက်က u သူများနဲ့ပေါင်ရင်အတန်ထွက်က u ဆိုပြီးတော့အတန်ထွက်တယ်အဲ့တော့ဘာမှအသုံးလဲဆိုတော့ကြည့်ကြည့်မယ် ယ်အဲ့ဒီယူကလေယူမဲဤနာနမဲကြီးသောဆိုရဲစကားလုံးမှာတောင်းတာပါစောနာကဒါလီကအရုရှိတယ်ဆိုရဲခန်းကြီးရဲ့ သူ့ရဲ့အနောက်မှာကတလီရဲ့အောက်ကလေးမှာပါဇက်ပေါက်လေးပါတယ်ဆိုရင်သူ့ရဲ့နာမည်ကမဲဤလို့ခေါ်တယ်လို့မြို့နမအေးနာမည်မှာလဲတုံးနေခန်းကြီးလေးအဲ့ဒါလေးနဲ့အနောက်ကနာလေးနဲ့ပေါင်းလိုက်ရင်ယူမဲဤနာလို့ခေါ်တဲ့နာမည်ကြီးတော့ဆိုရဲစကလုံးလေးဖြစ်သွားပြီးပါလို့ခေါ်လေယူမဲဤနာယူမဲဤနာကနာမည်ကြီးတော့ဆိုရဲစကလုံးလေးရသွားမယ်ဘာနဲ့ပေါင်းတာနာမည်တွေက ရှိတယ်ဆိုတာနာမည်ကြီးလို့ပေါ့ယူမဲအီနာလို့မှတ်ထားမယ်ရှိတယ်ခန်းကြီးနဲ့နာမည်နဲ့ပေါင်းလိုက်ရင်ယူမဲအီနာနာမည်ကြီးတော့ဆိုပြီးတော့ချက်လာလိမ့်မယ်နော်ဒါလေးရှိမယ်အော်နောက်တစ်လုံးလေးကြည့်လိုက်ရအောင်အဲ့တော့နောက်တစ်လုံးလေးကလည်းအစ်အစမ်းလေးပဲသူကတစ်ချက်ဆွဲတယ်နှစ်ချက်ဆွဲလိုက်မယ် 3ချက်ဆွဲတယ်4ချက်ဆွဲမယ်5ချက်ဆွဲမယ်6ချက်ဆွဲမယ်8ချက်ဆွဲမယ်10ချက်ဆွဲမယ်9ချက်ဆွဲတာပြန်ဆွဲကြည့်မယ်တစ်ချက်နှစ်ချက်3ချက်4ချက်ဆွဲမယ်5ချက်6ချက်ဆွဲမယ်8ချက်ဆွဲမယ်10ချက်9ချက်ဆွဲတာသူ့နာမည်ကဘာလို့ခေါ်လဲဆိုတော့သူ့တလုံးသေးကိုဘန်းလို့မှတ်ထားမယ်သူ့ တလုံးထဲကိုပါလို့မှတ်မလဲဘန်းလို့မှတ်ထားမယ်အဲ့ဒီဘန်းကဗမာအတုံးနဲ့ဘန်းလေဆိုတော့ဘန်းရီနာအစင်ပြီတော့ဆိုရဲစကလုံးမှာတုံးနဲ့ဘန်းလို့မှတ်ထားပေးမယ်ရေးပုံလေးကိုနောက်တစ်ခေါက်တော့ပြန်ရေးကြည့်မယ်ဘလို့ရေးထတာလဲတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်เนาะပြန်ဆွဲကြည့်မယ်လူခန်းကြီးလေးအရင်ဆုံးဆွဲမှာတစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ငါးချက်၆ချက်ခွနှ က်ချက်ဆွဲတယ်ရှစ်ချက်ဆွဲမယ်ကိုးချက်ဆွဲတာဒါလေးကဘန်းဆိုပြီးတော့မှတ်ထားပေးမယ်အဲ့ဒါလေးကိုဘန်းရီနာဆိုရယ်သကလုံးဖြစ်မယ်ဆိုရင် reese ray ခန်းကြီးနေရာမှာလေးကိုကြည့်ကြည့်မယ် reese ray ခန်းကြီးလေးဘလို့ဆွဲမလဲတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ငါးချက်ဆွဲမယ်ဘေးနားမှာ ree လေးကိုထည့်ထားတဲ့အကျွတ်သူ့ရဲ့သကလုံးက reese ray အတန်ထွက်လေးထွက်တယ်လို့မှတ်ထားမ မိတ်ဟုတ်ပြီနော်အဲဘီနာမှာ re လေးပါပြီဆိုရင်ကျင်းသေးတယ်ဒါလေးက re ဆိုပြီးတော့ထွက်မယ်လို့မှတ်ထားပေးမယ်အဲ့တော့ရေးပုံလေးပြန်ကြည့်ရအောင်ဘလို့ရေးထားတာလဲ တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲမယ်ငါးချက်ခြောက်ချက်ဆွဲမယ်ခုနှစ်ချက်ဆွဲထားတာအဲ့ဒီ re လေးနဲ့စောနာကဘန်းဆိုရဲစကလုံးလေးနဲ့ပေါင်းလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ဘန်း re နာလို့ခေါ်တယ်အစင်ပြီတော့ဆိုရဲစကလုံးလေးတစ်လုံးရသွားမယ်ဘန်း re နာအနောက်ကနာလေးတစ်လုံးတော့ထပ်ပေါင်းပေါ့ဘန်း re နာ လို့ခေါ်တဲ့အစင်တီတော့ဆိုရဲစကလုံးလေးတစ်လုံးရရသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ជីជីရအောင်အဲ့တော့နောက်တစ်လုံးလေးအဲ့တော့နောက်တစ်လုံးလေးကကြတော့ဘာလီလေးဆိုတော့ជីជីမယ်ပထမဦးဆုံး တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲလိုက်ပြီးလေးချက်ဆွဲမယ်ငါးချက်ဆွဲမယ်ဒီစကလုံးကြီးရဲ့အတန်ထွက်ကိုမှတ်ထားပါသူ့ရဲ့အတန်ထွက်ကရောဆိုပြီးတော့အတန်ထွက်မယ်သူ့အတန်ထွက်ကဘာလို့ထွက်မလဲရောလို့အတန်ထွက်မယ်ရေးပုံလေးပြန်ကြည့်မယ်ဘလို့ရေးတာလဲလေးတောက်ကွက်လေးတွေအများကြီးစုပြီးတော့ရေးထားတဲ့အတွက်ရောဆိုပြီးတော့သူ့ရဲ့အတန်ထွက်ကိုမှတ်ထားပေးမယ်သူ့အတန်ထွက်ကဘာလဲလေးတောက် က်ွက်တွေစုထားတဲ့အတွက်ရောဆိုပြီးတော့မှတ်ထားပေးမယ်။အဲ့တော့အဲ့ဒီရောလေးနဲ့ဘာနဲ့ပေါင်းမလဲကြည့်ကြည့် like အဲ့တော့ဆွမ်းနာက re ဆိုတဲ့စကားလုံးလေးရဲ့တာလီက re လို့ခေါ်တဲ့စကားလုံးလေးရဲ့ဆွမ်းနာကရောလို့ခေါ်တဲ့စကားလုံးလေးရဲ့နှစ်မျိုးပေါင်းလိုက်တဲ့အခါမှာအတန်ထွက်လေးကဘာဖြစ်သွားလဲခံမှန်းကြည့်ပါအောင် re your ဆိုတဲ့ re your အနောက်ကစုလို့လေးတော့ပေါင်းက မယ်အဲ့ဒါဆိုရင် rio sudo ကိုခေါ်တဲ့အတုံးချသည်ဆိုတဲ့စကားလုံးလေးရသွားမယ်ဟုတ်ပြီနော် rio ရောရေပေါင်းရင် rio sudo အတုံးချသည်ရောဆိုရင်လေးတောက်ကွက်တွေအများကြီးဆိုထားရင်သူ့ကိုရောဆိုပြီးတော့မှတ်ထားပေးလိုက်မယ်နော်အဲ့ဒါနောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ရအောင် အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးကိုကြည့်မယ်ဒီခန်းကြီးနာမည်လေးက fu လို့ခေါ်တယ်ဒီခန်းကြီးနာမည်ကဗာလေ fu အဲ့တော့ပထမဦးဆုံးတက်ချက်ဆွဲမယ်နှက်ချက်ဆွဲမယ် 3ချက်လေးဆွဲမယ်4ချက်လေးဆွဲမယ်ပြန်ဆွဲမယ်တစ်ချက်ဆွဲမယ်2ချက်ဆွဲမယ်3ချက်ဆွဲမယ်4ချက်ဆွဲမယ်သူ့နာမည်ကဘာလို့ခေါ်လဲဖူလို့ခေါ်တယ်လို့မှတ်ထားမယ်သူ့နာမည်ကဘာလို့ခေါ်လဲဖူလို့ခေါ်မယ်လို့မှတ်ထားမယ်အဲ့တော့ပြန်ဆွဲကြည့်မယ်ဖူလေးကိုဘယ်လိုဆွဲတာတစ်ချက်ဆွဲတယ်2ချက်ဆွဲမယ်3ချက်4ချက်ဆွဲတာသူ့နာမည်ကဖူလို့ခေါ်တယ်အဲ့ဒီဖူလေးနဲ့ ါနာကဘန်းရီ နာကဘန်းလေးနဲ့သွားပြီးပေါင်းလိုက်တဲ့အခါမှာအတန်ထွက်ကဘာဖြစ်မလဲလို့ခမန်းလေးမင်းသားဆန်အဲ့တော့အတန်ထွက်လေးကဘာဖြစ်မလဲခမန်းကြည့်ပါဦး ဖူဘန်နာဆိုရဲအဆင်မပြေတော့ဆိုရဲစကားလုံးလေးရသွားမယ်ဘာလို့ခေါ်တော့လဲဖူဘန်နာဖူဘန်နာရဲ့အတိတ်ဘေကအဆင်မပြေတော့ဆိုရဲစကားလုံးလေးရသွားလိမ့်မယ်ဟုတ်ပြီနော်အဲဆိုရင်ဒီနေ့အတွက်ကတော့ဒီလောက်လေးပဲစမ်းစမ်းရတင်လိုက်တော့မယ်အဲ့တော့ဒီနေ့တင်သွားတဲ့ခန်းကြီးလေးတွေကိုတေချာလေးလိုက်ပြီးတော့မှတ်ထားပါမယ်တေချာရအောင်လို့ဗီဒီယိုဖိုင်ကိုထပ်ခါထပ်ခါပြန်ပြန်ပြီးကြည့်ပြီးတော့ 这把没。